လိုကြောင်းရင်ကြောင်းချစ်သူတွေဖြစ်ခဲ့ကြလို့လူပြောများနေတဲ့ရှယ်ယီတင်တဲ့ခန့်စီသူဒီနေရာမှာတော့အနုပညာလောကမှာထွက်ပေါ်လာခဲ့တဲ့တည်င်းတဲ့ပုတ်အထူးတစ်ဖြစ်တော့အလွန်ကလူပြိုကြီးလို့တမှတ်ထားတဲ့မင်းသားချောခန့်စီသူနဲ့ပတ်သက်ပြီးအယောင်ကိုဟောဖြစ်နေတဲ့တည်င်းတဲ့ပုတ်အကြောင်းပြောပြပေးရှင်ပါတယ်။ဟုတ်ပါတယ်ခန့်စီသူနဲ့အဆိုတော်မှာလေးရှယ်ယီတင်တို့ချစ်သူတွေဖြစ်ခဲ့ကြတဲ့ဆိုပြီးတော့ဆိုရှယ်မီဒီယာတည်င်းတွေအရန်ပြန်နေခဲ့ပါတယ်။ဒီတည်င်းကပေကနေဘလို့ဆက်ထွက်တာလဲအခုမှဘာလို့ထွက်လာတာလဲဆိုတော့ဒါတွေကပြီးခဲ့တဲ့ရက်ပိုင်းက အဆိုတော့ရှိတ်တင်းတင်လိုက်တဲ့ပို့တစ်ခုကြောင့်ပါပဲရှိတ်တင်းကသူ့ရဲ့လူမှုကွန်ရက်မှာဘာတင်ခဲ့တယ်လဲဆိုတော့ဒီတရင်ကျွတ်တဆောင်တိုင်းကာလမှာသူဟာသူ့ရဲ့ရှစ်တူဟောင်းတယောက်ကိုတွားရောက်ပြီးကတော့ခဲ့တဲ့အကြောင်းကိုဓာတ်ပုံနဲ့တကွာတင်ခဲ့ပါတယ်ရှိတ်တင်းကသူ့ဘက်မှာရှစ်တူဟောင်းတွေအများကြီးရှိတဲ့ထဲက ဒီတယောက်ကတော့ဒီမဘွားတဲ့အယံကိုမှထူချပါတယ်ဒီရှစ်တူဟောင်းကဒီမဘွားရဲ့ယေရှုရှင်တယောက်လို့တောင်သတ်မှတ်လို့ရကြောင်းကိုဆိုပါတယ်ဒီရှစ်တူဟောင်းကဒီမကိုကားတစီပေးသုံးခဲ့တယ်ပြီးတော့ဒီမမလိမ်မာတဲ့အခါမှာအတွေ့အကြုံမရှိလို့လိုအပ်တာတွေရှိတဲ့အခါတိုင်းမှာလည်းအဖေတယောက်လို့အကိုတယောက်လို့ဆိုဆုံးမတတ်တတ်တယ်ဒီမကဒီရှစ်တူဟောင်းကိုအကိုတယောက်လို့ရောရှစ်တူတယောက်လို့ပါသဘောထားခဲ့ကြောင်းရင်ဖွဲ့ခဲ့တာပါဒါကြောင့်လည်းလမ်းခွဲတာကြာပြီ ဖြစ်ပေမဲ့သူ့ရဲ့ယေရှုတယောက်တွေဆိုဆုံးမမှုတွေကြောင်း အခုလိုမျိုးညီမရိုးရာမင်္ဂလာအခါတမရမှာတလေးတစားပြန်လည်လာရောက်ကြတော့ရှင်တာဖြစ်ကြောင်းကိုရှင်းပြခဲ့ပါတယ်။နောက်ပြီးတော့အရန်ရှိစရာကောင်းတဲ့အရှိတရှိကဒီမကဖြစ်နိုင်ရင်ကိုကသူ့ကိုကားတစီးတောင်ပြန်လက်ဆောင်ပေးခြင်းပေမဲ့အခုတော့ကိုမမတက်နိုင်သေးလို့ပစိုးတထဲနဲ့ကြတော့ခဲ့ရတဲ့ဆိုပြီးရိုးရိုးတတာပုပ်ပွင့်လင်းလင်းကိုဝန်ခံထားခဲ့ပါတယ်။ဒီပုံမှန်ခြေရင်တင်းလဲ အဲ့ဒီ EA ရဲ့မျက်နှာကိုစတေကာနဲ့ဖုံးထားခဲ့ပါတယ်။ဒီနေရာမှာပိတ်တက်တွေကဆက်တင်ပြီးတော့တည်ရှင်ကြတာပါ။ချိန်တင်းရဲ့ကျေးဇူးရှင်သူ့ကိုကားပေးသုံးနိုင်လောက်အောင်ချမ်းသာတဲ့အတူကိုအကိုကြီးတယောက်လိုဆုံးမတုံတန်ပေးနိုင်တဲ့ဒီရှိတူဟောင်းကဘာလို့လဲ။လူတွေထင်ကြီးပေးကြတာကတော့တခြားလူမဟုတ်ပါဘူး။မင်းသားကြီးခန့်စီသူပါပဲ။ဘာကြောင့်ပိတ်တက်တွေကမင်းသားခန့်စီသူကို တတိယထင်ကျင်းပြနေကြလဲဆိုတော့ချော်ယီတင်းကိုကားတစ်စီးပေးသုံးနိုင်လောက်တဲ့အထိချမ်းသာကြော်ဝတ်မှုပါခန်းကြည့်သူကမြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသားတလဲဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တယောက်လည်းဖြစ်တာကြောင့်အဲ့ဒီလောက်အသာလေးတတ်နိုင်တယ်ဆိုတာအလုံးတည်ပါတယ်အကိုလိုဆုံးမတဲ့ဆိုတဲ့သုံးနှုန်းမှုကလည်းခန်းကြည့်သူကအသိရွယ်အဖြစ်ရောအနည်းပညာအတွေ့အကြုံအရာရောချော်ယီတင်းအတွက်အကိုကြီးတယောက်လိုဆရာတယောက်လိုဆုံးမပေးနိုင်တဲ့ပုံစံမျိုးနဲ့ကွတိကန်ညီနေတာပါ အနည်းပညာလောကထဲကအတွင်းတင်းတွေအရာဆိုရင်သူတို့နှစ်ယောက်ဟာအပြင်မှာတော်တော်လေးကိုရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ဖူးတယ်လို့လည်းဆိုကြပြန်ပါတယ်။ဒီအရှိတေအားလုံးကိုပေါင်းလိုက်တဲ့အခါမှာတော့ဗိဒ္ဓတွေကရှာရီတင်းရဲ့ဂျေဇုရှင်ဤအိတ်ဟာမင်းသားခန့်စီသူပဲဖြစ်ရမယ်လို့တင်ကြီးတညိုတဲ့မှတ်ရှိရှာခဲ့ကြတာပါ။တကယ်တော့လွန်ခွဲတာတဲ့ရှိသူဟောင်းကိုဒီလိုတလေသစားဂျေဇုတိတက်စွာကတော့တယ်ဆိုတာကအရန်ကိုရှိကျူးစရာကောင်းတဲ့အပြုမူလေးတစ်ခုပါပဲ။ဒါပေမဲ့ပိဋကတ်တွေချင်းကြေးပေးနေတယ်လို့ ဒီကျေးဇူးရှင်ဟာတကယ်ပဲလူပြိုကြီးမင်းသားခန့်စီတူဟုတ်မဟုတ်ဆိုတာကတော့ပိတာတို့ကရောဘလို့ထင်ကြတယ်လဲရှိတ်တင်းရဲ့ကျေးဇူးရှင်ရှစ်တူဟောင်းကကိုခန့်စီတူဖြစ်နိုင်တယ်လို့ထင်ပါသလားသူတို့ရဲ့အခုလိုရှစ်တူလိုဆက်ဆံရေးအပေါ်ဘလို့မြင်ကြတယ်လဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်嗯。